။ပဲခူးတိုင်းအတွင်းကစီးနင်းနိုင်တဲ့ဆိုင်ကယ်လိုင်စင်တွေပြုလုပ်ပေးတဲ့နေရာမှာလိုင်စင်ကြီးမြင့်နေတယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ဒီသတင်းကိုမင်းညိုကပေးပို့ထားပါရရှင်။ပဲခူးတိုင်းအတွင်းကပြည်ခရိုင်တာယာဝရီခရိုင်ပဲခူးခရိုင်တောင်ငူခရိုင်တွေမှာတိုင်းတွင်းသာစီးနိုင်တဲ့ BGO အခခရိုင်နဲ့လိုင်စင်တွေကိုနိုဝင်ဘာလ၁ရက်နေ့ကစပြီးလုပ်ပေးနေပါတယ်။လိုင်စင်လုပ်ပေမဲ့ cycle တွေကအင်ဂျင်ပါဝါ၁၁၀ cc အောက်တရုတ်နိုင်ငံ BNN နိုင်ငံထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့တွေဖြစ်ပြီးအနှိမ်ဆုံးကြံ့ငွေ8500ပတ်ဝန်းကျင်ကနေ ကြံ့ွေ3သိန်းခွဲထိကုန်ချမှာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုပြဒီပွဲထွက်နေရပါတော့။လုပ်ငန်းလုပ်နေရပါပွဲကနေကျွန်တော်နေဆောင်သွားနေရ။နေဆောင်သွားနေရကဒီ video နဲ့ထွက်မယ်ဆိုတော့ဒီ video အတိုင်းတာနေကျွန်တော်ချားနေရအောင်သွားလို့မရအောင်ဆိုတော့အကွေးတိုင်းပါနေဆိုတော့ကျွန်တော်သွားလို့မရတော့ဆိုင်ကနေသွားနေ။အဲ့ကြတော့ကျွန်တော်တို့သွားလို့ရှိရင်ဘယ်လိုမျိုးအခက်အခဲရှိနိုင်မလဲ။ကျွန်တော်တို့ဖမ်းပါလား။ကျွန်တော်ဆိုင်ကိုတိတ်ပါခက်ခဲတယ်လည်းရရှိတယ်တနေ့စားဖို့တော်တော်မနေ့ရောက်ကန်ပါလိုင်စင်လုပ်ဖို့အတွက်သက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုတွေကအရင်ရက်တွေကလေးကကြိုတင်ပြီး ရက်ွက်လိုက်စီရင်တွေကောက်ခံခိုင်းတာပါတယ်ရက်ွက်ထဲမှာအမှန်တကယ်ရှိတဲ့ဆိုင်ကယ်အရေအတွက်အတိအကျအမှန်တိုင်းလိုက်လို့ဖို့မလွယ်ဘူးလို့လည်းဆိုပါတယ်ဆန္ဒရက်ွက်အနေနဲ့ကတော့အခုတို့ဒီဒီ license မရှိတဲ့နော်ဒီ license မဲ့ဆိုင်ကယ်တွေကတော့အတိ30ကျော်တော့40ပတ်ဝန်းကျင်ရှိတယ်ဒါပေမဲ့သူကအမှန်တကယ်လောဆယ်ငွေကြေးမပြည့်စုံလို့အမှန်တကယ်လုံးထိုင်တဲ့သူကတော့ဒီမှာ16ရောက်လောက်ပဲလောဆယ်ဒီလေးလုံးဆောင်နိုင်ပြည့်တယ်အခုလိုနေအတွင်းပဲစီးလို့ရမဲ့ license ဖြစ်ပြီး တတ်မှတ်တဲ့ငွေကြေးကအရင်ရက်ဘလက် license တွေထက်ပိုများနေတဲ့အတွက် license လုပ်ဖို့မတန်ဘူးလို့ cycle ရွယ်ရောင်းသမားတွေကပြောပါတယ်။ဟိုပါပေါ့ရက်ဘလက်ကြီးရောမမီဘူးကော။နာဒေဟာဒေတာဟိုပါဆိုတော့ဒေတာနံပါတ်ဆိုတော့တန်ကြီးကြတော့လေသူကသိပ်ပြီးတော့ရှိမှာကျွန်တော်တို့ရောင်းဝယ်လုပ်တဲ့အခါမှာကျွန်တော်ကရက်ဘလက်တိုင်းယူမှာအခွန်လည်းများတယ်တော်ဝင်ရှိသူတယောက်ကတော့အခု license ကရမယ့်ငွေတွေကတိုင်းဒေသကြီးအစိုးရအဖွဲ့ပိုင်းငွေတွေကိုသွားမှဖြစ်ပြီး license ကြီးကတိုင်းဒေသကြီးအစိုးရအဖွဲ့ကသတ်မှတ်ထားတာလို့ဆိုပါတယ်ဒီလိုလက်ထက်မှာရှိကြ တရားမှုဆိုင်ကလေးပေါ့နော်ဒီလေစီးနေရတာဆိုတစ်ချက်နဲ့ပေါ့နော်ဟိုပြင်ဖန်းရမလဲဆိုလို့စဉ်းစားနေတယ်သူတို့ရဲ့စိုးရိမ်ကြတော့ဟုတ်တယ်တီရှော့စီရှင်းနေတယ်ပေါ့နော်တော့နိုင်ငံတော်လည်းဒီရတဲ့ရတဲ့ခွန်ခါးကြီးရှားပါစီဆိုတဲ့ဒီရတဲ့လုပ်တဲ့ပေါ့ဖြစ်ပါတော့ဒါကြောင့်ကျွန်တော်တို့ဒီတက်မှတ်ကာလာပြင်မှာတာပြီးတော့လုပ်ကြပါအောင်ဆိုလို့ပြောကြပါတော့တက်မှတ်တဲ့လုံထားလည်းဒီမရပါဘူးပေါ့နော်ไซเคิลไลเซนส์တွေကို2014ခုနှစ်ကနောက်ဆုံးလုပ်ပေးခဲ့ရမှာရက်ဘလက်ไลเซนส์တွေဖြစ်ပြီးไซเคิลစီးနှင်းဝင်ရှိတဲ့မြို့တိုင်းကိုသွားလာနိုင်ပါတယ်အခုလုပ်ပေးတဲ့ไลเซนส์ကနှစ်နှစ်တက်တက်ရှိပြီး နိုဝင်ဘာလ1ရက်နေ့ကနေလာမဲ့ January လ31ရက်နေ့အထိ3လအတွင်းသာလုပ်ပေးမှာဖြစ်ပါတယ်။လိုင်စင်ထုတ်ပေးတဲ့ထက်မှာ battery cycle တွေတော့ပါဝင်ခြင်းမရှိပါဘူး။ဘကုန်းတိုင်းပြည်ခရိုင်ထဲမှာစက်တင်ဘာလအထိလိုင်စင်လုပ်ပြီးသား cycle အစီးရေပေါင်း3,000နီးပါးရှိပါတယ်။ကျွန်တော်မင်းညိုပါခင်ဗျာ။